1912ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ပြင်သစ်နိုင်ငံဘယ်ရီမြို့မှာမိုနာလီဇာပကြီးကားနဲ့ပတ်သက်ပြီးတော့ထိတ်လန့်စရာဖြစ်ရတဲ့ခုနဲ့ကြုံတွေ့ခဲ့ရပါလိမ့်။မိုနာလီဇာပကြီးကားဆိုတာအလွန်ကမတန်ဖိုးရှိပြီးတော့ယခုခေတ်တန်ကြီးနဲ့သတ်မှတ်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်တရာလောက်နီးပါးကိုတန်ကြီးရှိနေပါလိမ့်။အဲဒီလိုတန်ကြီးရှိနေတဲ့ပကြီးကားတစ်ချက်ကို Vincenzo Perugia လို့ခေါ်တဲ့အီတလီနိုင်ငံသားတစ်ယောက်ကသူ့ရဲ့တငယ်ချင်း၃ယောက်နဲ့အတူခိုးယူဖို့စူးစမ်းခဲ့ပါလိမ့်။မိုနာလီဇာပကြီးကားကို လော့ဖ်ပြားရိုက်ထဲကနေခိုးယူပြီးတဲ့နောက်မှာတော့အီတလီနိုင်ငံကိုယူဆောင်သွားခဲ့ပြီးသူ့ရဲ့အိမ်ထဲမှာနှစ်နှစ်ကြောင်တင်းစီထားခဲ့ပါရီအဲ့လိုတင်းစီထားတဲ့အချိန်မှာတော့တကဘာလုံးကဒီပကြီးကားနဲ့ပတ်သက်ပြီးအသေးအတန်လိုက်လံရှာဖွေခဲ့ပါရီဗင်ရှန်ဆိုကလည်းပဲတကဘာလုံးကအသေးအတန်ရှာဖွေနေတဲ့ပကြီးကားတစ်ချက်ကိုမလိုရမှမသိဖြစ်နေတာကြောင့်ဂျီယိုဗာနီပူဂျီလို့ခေါ်တဲ့ပကြီးကားကုန်တွေကိုတွားရောက်ရောင်းချခဲ့ပါရီဂျီယိုနီကလည်းမတင်ငါကင်းဖြစ်တာကြောင့်မလို့ပါကင်ပိတ်ထားတဲ့ထဲကိုဆေးကြည့်လိုက်တဲ့အချိန်မှာမိုနာလီဇာပကြီးကားဖြစ်နေမှန်းသိသွားခဲ့ပါရီ အဲ့လိုတီးပြီးချင်းမှာပဲသက်ဆိုင်ရာတာဝန်ရှိသူတွေကိုအကြောင်းကြားခဲ့ပြီးအတိပေးလိုက်တဲ့အချိန်မှာတော့ဗင်ဆန်ဆိုလဲထောင်6လကြာသွားခဲ့ပါပြီဒီပကြီးကားလေးဟာပြင်သင်းနိုင်ငံ Love ပြရိုက်မှာအခုချိန်ထိတိုင်ရှိနေပြီးတော့အာရှသားတွေအမြင်မှာတော့ဒီပကြီးကားကတာမန်ပြရုပ်တစ်ခုသာဖြစ်နေတဲ့အတွက်ဥရောပတိုက်သားတွေကအရန် over ဖြစ်လို့နဲ့လို့ထင်ကြီးပေးတာတွေလည်းခံနေရပါပြီ။